ါပါမြစီမာရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမာရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တည်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမာရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိ ဟိုင်းဒိုမီတာ31မီတာ9.43မဂါဟက်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိဟိုင်းဒိုမီတာ16မီတာ17.5မဂါဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေလို့မြစီမာရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။ ဧပြီလ26ရက်စနေနေ့ညပိုင်းမြန်မာရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ရှောမောင်။ဒီကနေ့မှာတော့မြကြီးနားကဝန်ထမ်းအင်ရလက်နှက်ကြီးကြားရောက်ပောက်ကွဲလို့ဝန်ထမ်းမိသားစုဝင်2ဦးသေဆုံးတဲ့သတင်းနဲ့အတူထိုင်းမှာမြန်မာနိုင်ငံသား19ဦးလိုက်ပါစီးနင်းလာတဲ့ကမောင်းပြင်းရင်မြစ်ထဲကျတဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြပါမယ်။ အဲဒီနောက်မှာတော့အာနာသိမ့်မှုအလွန်ထိုင်းမြန်မာဆက်ဆံရေးကိစ္စကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းမစ္စတာကဆစ်ပရီယွန်မာနဲ့တီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ exclusive interview အစီအစဉ်ပထမပိုင်းနဲ့အတူတိုင်းရင်းသားဒေသတွေတဲ့ကသတင်းတွေတိုင်းရင်းသားတွေရဲ့အတန်နဲ့အမြင်တွေကိုပြောပြပေးမယ် NMG Radio အစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မကတော့ဂျူချမ်းပါကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်တီရရက်ွက်မှာရှိတဲ့မလီခဝန်းနဲ့အိမ်ယာမှာလက်နက်ကြီးကြောက်ပောက်ကွဲမှုကြောင့်နန်းစီရီယံဝန်းနဲ့မိသားစုဝင်အမျိုးသားနှစ်ယောက်သေဆုံးခဲ့ကြောင်းကချင်လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ကပြောရေးဆိုခွင့်ရှိသူကပြောပါရတယ် ဧပြီ25ရက်မနက်7:00နာရီခွဲအချိန်လောက်ကတီရာရက်ကွက်မလိခဝနန်းအိမ်ရအတွင်လက်နက်ကြီးကြောင်ပောက်ခွဲခဲ့တာဖြစ်ပြီးတော့ဆဲကျော်သက်ယောက်ျားလေးတစ်ယောက်နေရာမှာသေဆုံးခဲ့ပြီးအဲ့ဒီအဆောင်အုံမှာနေထိုင်သူ3ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလဲဒေသတွင်းလူမှုကွန်ရက်ရဲ့အသင်းတစ်ခုကပြောပါရယ်အခမ်းဖြစ်ပြီးပြီးချမစစ်ကောင်စီအရာရှိတွေရောက်ရှိလာပြီးလုံခြုံရေးတင်းကျပ်ထားတာကြောင့်ထိခိုက်တိုက်ဆုံသူတွေရဲ့အချက်လက်ကိုသိရှိနိုင်ဖို့ခက်ခဲကြောင်းလဲဆိုပါရယ်။ ဧပြီ26ရက်နေ့အထိမလီခောက်ဝန်ထမ်းအင်အားအနီးမှာစစ်ကောင်စီကတပ်စခန်းချပြီးတော့လုံခြုံရေးယူထားတယ်လို့သိရပါဗျ။အခုလက်နက်ကြီးပြကတ်မှုနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကထုတ်ပြန်ထားခြင်းမရှိသေးသလိုဘဲဘွဲကလှုံ့ဆော်ခဲ့တဲ့ဆိုတော့ကိုယ်ကွယ်ပြပြမသိရသေးပါဘူး။ စစ်ကောင်စီဟာမြကျင်းနာမျိုးအခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေဒေသခံတွေနေထိုင်တဲ့ရက်ွက်ကြေးရွာတွေထက်ကိုလက်နက်ကြီးမကြာခဏပစ်ခတ်လေးရှိတယ်လို့ဒေသခံတွေကပြောပါရယ်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ဧပြီ25ရက်မနက်ပိုင်းအချိန်တပြိုင်နက်တည်းမှာပဲစစ်ကောင်စီကဝိုင်းမော်မြို့နယ်တဲကလက်မြန်နှောင်းစီပေါ်စတဲ့ကြေးရွာတွေကိုလည်းလက်နက်ကြီးပစ်ခတ်မှုတွေလှုံ့ဆော်ခဲ့တယ်လို့ KHRW ကထုတ်ပြန်ထားပါရယ်ရှင် ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ကွန်ဒိုတိုက်ခန်းတစ်ခုမှာကရင်မျိုးသားစီယုံ KNUC ကိုပုံမဲ့လက်နက်တွေကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်တွေအရသိရပါဗန်ကောက်မြို့လယ်မြောက်ဘက် တောင်ဆောင်ဟောင်းမြို့နယ်ခွဲချမ်းဝတ္တနာဆက်နှက်လမ်းမှာရှိတဲ့ကွန်ဒိုတိုက်ခန်းတစ်ခုမှာဆက်လက်နှက်တွေတိုးဝှက်ထားတဲ့ဆိုတဲ့သတင်းကိုရရှိတဲ့အတွက်ထိုင်းရဲတပ်ဖွဲ့ဝင်တွေကဧပြီလ25ရက်နေ့မှာစီးနှင်းရှာဖွေခဲ့ရမှာတော့လက်နက်နဲ့ချီကတ်တွေကိုတင်ဆက်ရမိခဲ့တာဖြစ်ပြီးအဲ့ဒီအခန်းမှာနေထိုင်တဲ့သူဟာဧပြီလ22ရက်နေ့ကတည်းကအခန်းကနေထွက်ခွာသွားခဲ့တာဖြစ်ပြီးအခုထိပြန်လာခြင်းမရှိသေးဘူးလို့ကွန်ဒိုကတိုင်ဝန်ရှိသူတဦးကပြောကြောင်းထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ခေါက်ဆော့ကဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကလည်း KNUC ကိုပို့မဲ့လက်နက်တွေကိုချင်းမှန်မျိုးတူးမြောင်းလန်းပေါ်ထိုင်းနိုင်ငံသား၂ယောက်နဲ့အတူကားပေါ်ကနေဖမ်းဆီးရမိခဲ့တာရှိပြီးအခုဘန်ကောက်မှာဖမ်းဆီးရမိတဲ့လက်နက်တွေဟာချင်းမှန်ဖြစ်စဉ်ရဲ့ဂွင်းဆက်ဖြစ်တယ်လို့ခောက်ဆော့ကဆိုတာပါအခုလိုလက်နက်တွေထိုင်းအနာပိုင်းတွေဖမ်းဆီးခြင်းခံလိုက်ရတာနဲ့ပတ်သက်ပြီးမြစီမကကင်းမျိုးသားစီယုံခရမ်းယူရဲ့ဗဟုပြောရေးဆိုခွင့်ရှိသူတွေစီကိုဆက်သွယ်မေးမြန်းထားပေမဲ့လည်းပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးရှင်။ တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား16ယောက်လိုက်ပါစီးနှင်းလာတဲ့ကာတစီဟာထိုင်းနိုင်ငံကန်ချနာပြိုရီပြည်နယ်မှာမောင်းပြေးရာကနေမြစ်ထဲကျပြီးတော့ကားပေါ်ပါလာသူတွေဖမ်းဆီးခံရတယ်လို့ခေါက်ဆော့သတင်းဌာနကဖော်ပြပါဗျာ။ မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့အနက်ရောင်ဖြစ်ကတ်ကဟာထိုင်းအနာပိုင်းတွေရဲ့လိုက်လံဖန်ဆီးခြင်းခံရမှုကြောင့်မောင်းပြေရာကနေလက်ရခရိုင်နွန်ဘူခွိုင်ရိုင်မြက်ကိုတရာအနီးအရောက်မှာမြက်ကန်အဆက်မှာရေဆေးနေတဲ့ကားတစ်စီးကိုဝန်တိုက်မိပြီးမြက်ထဲကိုထိုးကျသွားခဲ့ပြီးတော့ရမောင်းကမြက်ကိုဖြတ်ကိုးထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်ကားပေါ်ပါလာသူအမျိုးသားအမျိုးသမီးနဲ့ကလေးငယ်အပါဝင်မြန်မာနိုင်ငံသား16ယောက်ဟာထိုင်းအနာပိုင်းတွေရဲ့ဖမ်းဆီးထိန်သိမ်းခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီမြန်မာနိုင်ငံသားတွေဟာရန်ကုန်ကလာတဲ့သူတွေဖြစ်ပြီးမောင်ကိုသမားတွေကိုတယောက်ကိုဘတ်၈၀၀၀ခွဲစီပေးပြီးတော့ဆန်ကလာဘူရီခရိုင်နယ်စပ်ကနေတဆင့်ထိုင်းနိုင်ငံတဲကိုဝင်ရောက်လာတဲ့သူတွေဖြစ်ပါတယ်လက်ရှိဖန်ဆင်းထိမ့်သိမ်းခံရတဲ့သူတွေအထက်ကအသက်ပြစ်သူအလုံးကိုထိုင်းနိုင်ငံတက်မှာတရားမဝင်ဝင်ရောက်လာမှုနဲ့တရားစွဲဆိုထားပြီးထွက်ပြေးသွားတဲ့ရမောင်ရဲ့အချက်လက်တွေကိုလည်းရရှိထားပြီးဖြစ်တာကြောင့်ဖန်ဝရန်ထုတ်ဖန်ဆင်းနိုင်ရေလှုပ်ဆောင်နေတယ်လို့ထိုင်းအနာပိုင်းတွေကပြောကြောင်းခေါက်ဆော့ကသတင်းဖော်ပြထားပါတယ်ရှင်။ နင်္သာရီတိုင်းတဝဲခရိုင်ဘိတ်ခရိုင်တွေမှာစစ်ကောင်စီတပ်နဲ့တော်လင်ရေးအင်အားစုပူးပေါင်းတပ်တွေကြားစစ်ရေးအခြေအနေတင်းမာနေတယ်လို့စစ်ရေးသတင်းရမျက်တင်စီကနေသိရပါဗျ။ တဝက်ခရိုင်တန်းမှာရှိတဲ့တဝက်အရှိတော်ဒေသမောင်မရှောင်ရွာတရက်ချောင်းမြို့နယ်အောက်ပိုင်းရေပြူမြို့နယ်မင်းသားရွာနဲ့အနီးတစ်ဝိုက်ဘိတ်ခရိုင်ပလောမြို့နယ်စင်ထိုးကြီးရွာနဲ့အနီးတစ်ဝိုက်တနင်္သာရီမြို့နယ်သိန်းခွန်ရွာနဲ့အနီးတစ်ဝိုက်တွေအပြင်ဘိတ်တဝက်ပြည်တော်စုကာလန်ပိုင်းတဝက်ထီခီလမ်းပိုင်းနဲ့တနင်္သာရီမောတောင်လမ်းပိုင်းတွေမှာဆေးရဲချင်းတွေတင်းမာနေတာဖြစ်ပါတယ် အဲ့ဒီဒေတာတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုလည်းရှိပြီးစစ်ကောင်စီဟာလေကြောင်းကနေကင်းထောက်မှုကိုနိုင်စင်မပြတ်လှုပ်ဆောင်နေကြောင်းတလင်းအင်အားစုတွေကဆိုပါတယ်။ဧပြီ26ရက်နေ့မနက်ပိုင်းကလည်းတဝယ်မြို့နယ်မောင်မရှောင်ရွာအနီးကိုစစ်ကောင်စီကလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်အမျိုးသမီးတယောက်အပါအဝင်အရသာ3ယောက်ထိခိုက်ဒေဆုံးခဲ့တယ်လို့သတင်းရမျက်ရပြောကြားချက်အရသိရပါတယ်။ စစ်ကောင်စီကထိခိပြူဟာစခန်းငရက်နေစခန်းနဲ့ဗော်ဒီစခန်းစတဲ့ထိုင်းနယ်ဇပ်နဲ့ပိုနေတဲ့စခန်းတွေနဲ့တဝယ်မြို့နဲ့မြစ်တာမြို့ကြားကပြူဟာစခန်းတောင်သုံးလုံးစခန်းကြောင်းမဲတောင်စခန်းတွေကိုစစ်ကောင်စီကအင်အားဖြစ်တဲနေတယ်လို့ကရင်မြို့သားအစီယုံခရညူတမဟာလီဘိတ်တဝယ်ခရိုင်အတွင်းရေမှုဘဒုစောအန်နာနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတယောက်ရဲ့ပြောကြားချက်အရသိရပါဗျာ ။တရချောင်းမြို့နယ်အောက်ပိုင်းမှာလည်းတိုက်ပွဲဖြစ်ပွားနေတာကြောင့်အမှတ်ရှိပြည်တော်စုကားလမ်းမကြီးဘိတ်တဝဲလမ်းမိုင်းကိုဧပြီ24ရက်နေ့ကစပြီးတော့အချိန်အကန့်အသတ်နဲ့ပဲသွာလာခွင့်ပြုမှာဖြစ်ကြောင်းတရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဧပြီ25ရက်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ စကိုင်းမြို့နီကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးဟာတိုက်ခတ်ပြီးတော့တလနီးပါးရှိပြီးဖြစ်ပေမဲ့ပြူကျအဆောက်အဦတွေနဲ့အပြက်စီးတွေရှင်းလင်းရမှာတော့စက်ပစ္စည်းမလုံလောက်မှုတွေကြောင့်ကြန့်ကြာနေတဲ့အကြောင်းကုညီကဲစရေးပြုလုပ်နေသူတွေနဲ့ငလျင်တင့်ပြည်သူတွေကပြောပါတယ်အင်းဝမန္တလေးစကိုင်း အင်းလေးစတဲ့ဒေတာတွေကအပြိုပြက်တီဖျားအပြိုပြက်တီဇီဒီအပြိုပြက်တီအဆောက်ဦးပြိုပြက်တီကိုလက်ရှိချိန်ထိရှင်းလင်းလုံဆောင်နေရဆဲဖြစ်ပြီးအားလုံးရှင်းလင်းပြီးစီးတာ20ရာခိုင်နှုန်းခန့်သာရှိသေးတဲ့အကြောင်းဒေတာကန်တွေနဲ့ကုညီကဲဆဲရေးသမားတွေကပြောပါတယ်ဒါအပြင်တိမ်းဆောင်နေတဲ့နေအိမ်တွေကိုပြုပြင်ရမှာလဲအခက်အခဲတွေရှိနေတယ်လို့ဒေသခံတွေကပြောနေကြပါတယ်။ မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်နိုင်ငံတော်မှာနေအိမ်6000ကျော်စာတင်ကျောင်း2366ကျောင်းဖုန်ကြီးကျောင်းနဲ့သီလရှင်စာတင်ကျောင်း3514ကျောင်းဆေးရုံဈေးက292ခုပြည့်စည်ဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီက April 17ရက်နေ့ထုတ်မြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ်ရှင်။ နောက်ဆုံးရပြည်ရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးအာနာသိမ့်မှုအလွန်ထိုင်းမြန်မာဆက်ဆံရေးကိစ္စကိုထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းဖြစ်တဲ့မစ္စတာကဆစ်ပီရိုမြာနဲ့မြစ်မသတင်းကန်စီမံခန့်ခွဲမှုအေဒါဦးစိန်ဝင်းတို့တီးတန့်တွေ့ဆုံမေးမြန်းထားတဲ့ exclusive interview အစီအစဉ်ပထမပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် I'm going to uh, meet with the Mr. Kasip Piruma uh who is the former Mr. Kasip Bishu မြဟာထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့တာဝန်ဟောင်းတူဖြစ်ပါတယ်။သူဟာထိုင်းနိုင်ငံသားရေးဝန်ကြီးအဖြစ်2008ကနေ2017အထိတာဝန်ထမ်းဆောင်ခဲ့တာပါ။မြစီမားနဲ့အခုအင်တာဗျူးမှာ Mr. Kasip Bishu မြကထိုင်းမြန်မာအရေးအကိစ္စတွေကိုဆွေးနွေးထားပါတယ်။ first of all i want to start with the thai burma ပထမဆုံးအနေနဲ့ထိုင်းမြန်မာဆက်ဆံရေးနဲ့စလိုက်ခြင်းပါတယ်အထူးသဖြင့်တော့ဆေးရနာသိမ်းပြီးနောက်ပိုင်းပေါ့အခုဆိုရင်မြန်မာမှာဆေးရနာသိမ်းမှုရဲ့၅နှစ်မြောက်နှစ်ထဲရောက်နေပြီဆိုတော့နေပြီးတော့အာနာသိမ်းမှုကထိုင်းနိုင်ငံပေါ်ဘလို့တက်ရောက်မှုရှိလဲမြန်မာဆေးရနာသိမ်းမှုရဲ့အကျိုးဆက်အဖြစ်ထိုင်းနိုင်ငံအတွက်ထွက်ပေါ်လာတဲ့ကိစ္စတွေကဘာတွေဖြစ်မလဲ I think the first point is that uh, it denies the ကျွန်တော်မြင်တာကတော့ပထမအချက်ကစစ်အာဏာသိမ်းမှုနဲ့ဒီမိုကရေစီနိုင်ငံနှစ်နိုင်ငံကြားဆက်ဆံရေးကိုဒါကငင်းပယ်လိုက်တာပဲဆိုတော့ဒါကနှစ်နိုင်ငံဆက်ဆံရေးကိုအတော်လေးအခက်တွေ့စေတယ်တစ်ဖက်ကစစ်အစိုးရအခြားတစ်ဖက်ကဒီမိုကရေစီဒါမှမဟုတ်တဝက်တစ်ပိုင်းဒီမိုကရေစီအစိုးရဆိုတော့ဒီနေရာမှာမတူတဲ့နိုင်ငံရေးစနစ်တွေကြောင့်နှစ်ဖက်အကြအပြန်အလှန်နားလဲသဘောတူဖို့ကခက်ပါတယ်ဒါကကျွန်တော်ထင်တဲ့ပထမအချက်ပေါ့ဒုတိယအချက်ကအာဆီယံပြည်ညင်မှာပေါ့ ကမ္ဘာလူအခွင့်အရေးဒီမိုကရေစီနဲ့ပတ်သက်လို့ဖော်ပြထားတဲ့အာဆီယံပဏိညာရဲ့ဆိုလိုခြင်းအနှစ်သာရတွေစာတွေနောက်ပြီးနိုင်ငံရေးလွတ်လပ်မှုစီးပွားရေးလူမှုရေးဆိုင်ရာလွတ်လပ်မှုနဲ့ပတ်သက်လို့ဥလသမဂ္ဂရဲ့သဘောတူစာချုပ်တွေကွန်ဗင်းရှင်းတွေနဲ့ဆိုလိုရင်းအနှစ်သာရတွေအပေါ်မှာကျွန်တော်တို့ရဲ့တက်ဆိုင်တဲ့နှစ်မြုပ်ဂတိပြု ထားမှုတွေရှိတယ်။ဒါပေမဲ့ဒီမိုကရေစီအစိုးရတစ်ခုကနေစစ်အစိုးရတစ်ခုစီပြောင်းသွားတဲ့မြန်မာနိုင်ငံအတွက်ကဒါကအခက်အခဲအများကြီးဖြစ်စေတယ်။ပြီးတော့ဒါကမြန်မာနိုင်ငံသားတွေပြည်သူတွေရဲ့မျှော်မှန်းချက်တွေကိုသာမကပဲအာဆီယံအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂရဲ့အဖွဲ့ဝင်တွေအဖြစ်မြန်မာရောထိုင်းရောဘုံကျိုးပန်းအားထုတ်မှုတွေအပေါ်ထိခိုက်စေတယ်။ဒါကပထမအချက်ပေါ့။ ောက်တစ်ချက်ကဖြစ်ပြီးတဲ့စစ်အာဏာသိမ်းမှုပေါ့အဲ့ဒီအာဏာသိမ်းမှုဖြစ်ပြီး၄နှစ်နောက်ပိုင်းဒီအာဏာသိမ်းမှုလုပ်ငန်းစဉ်ကအပြီးမသက်သေးဘူးဆိုလိုတာကစစ်တပ်ဒါမှမဟုတ်မြန်မာစစ်အုပ်စုဟာမြန်မာတိုင်းနိုင်ငံလုံးအပေါ်ထိန်းချုပ်နိုင်မှုအုပ်ချုပ်နိုင်မှုမရှိထားဘူးဘာလို့လဲဆိုတော့မြန်မာနိုင်ငံသားအများစုကဒီစစ်အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့ကြတယ်စူဝေးဆန္ဒပြမှုတွေနဲ့ဒီအာဏာသိမ်းမှုကိုစန့်ကျင်ခဲ့ကြတဲ့အပြင်သူတို့ဟာလက်နက်ဆွဲကင်ပြီးတော့စန့်ကျင်ထားကြပါတယ် အဆုံးစုံမှာတော့ဒီဆန့်ကျင်တော်လှန်မှုကနိုင်ငံကိုပြည်တွင်းစစ်အခြေအနေအောက်ကြားရောက်စေခဲ့ပြီးအဲ့ဒီကနေတဆင့်ပြည်သူတွေရဲ့တာမန်ဘဝတွေဒုက္ခတွေ့တာပြည်တွင်းမှာနေရာစွန့်ခွာထွက်ပြေးရတာနဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်အထူးသဖြင့်ထိုင်းနောက်ပြီးမလေးရှားလိုမျိုးအိန္ဒိယနိုင်ငံတွေစီဒုက္ခတွေတွေစီးထွက်ရောက်ရှိမှုတွေကို ဖြစ်စေခဲ့တယ်။ဆိုတော့မြန်မာမှာဖြစ်ခဲ့တာကအိန္ဒိယနိုင်ငံတွေအထူးသဖြင့်ထိုင်းအပေါ်မှာကူးဆက်တက်ရောက်မှုတစ်ခုဖြစ်စေခဲ့တယ်။ နေဆက်ဖြတ်ကျော်ယောဂါပတ်ဝန်းကျင်ဆိုင်ရာတက်ရောက်မှုတွေရွှေပြောင်းနေထိုင်မှုနောက်ပြီးလက်နက်မှောင်ကိုမှုမူရစီဝါဆက်သွယ်မှုနဲ့လူကုန်ကူးမှုအပါအဝင်တရားမဝင်လုပ်ငန်းတွေအရာပေါ့ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံအတွင်းမှာပြီးခဲ့တဲ့၄နှစ်အတွင်းတနိုင်ငံလုံးကိုစီမံအုပ်ချုပ်နိုင်စွမ်းရှိတဲ့ထိရောက်တဲ့အာဏာပိုင်အဖွဲ့မရှိခဲ့ဘူး နိုင်ငံဟာစစ်ပွဲတိုက်ခိုက်မှုတွေဖြစ်စီရောက်ရှိခဲ့တယ်။ဆိုတော့ဒါကနှစ်နိုင်ငံရဲ့နှစ်ဖက်စလုံးကပြည်သူတွေရဲ့အသက်မွေးမှုတွေပုံမှုကောင်းမွန်စေဖို့နဲ့ပုံမှန်ဆက်ဆံရေးတို့ကိုတကယ့်ကိုအင်မတန်အနှုတ်လက္ခဏာဖြစ်လာစေဖို့ဖြစ်တယ်။အာဆီယံခေါင်းစဉ်အောက်မှာဖြစ်ဖြစ်ဒါမှမဟုတ်မဲခေါင်မြဝန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ပဲဖြစ်ဖြစ်အတူတကွာပူးပေါင်းလှုပ်ဆောင်ရမယ့်အစားနှစ်နိုင်ငံဟာအဲ့ဒီမျှော်လင့်ထားတဲ့ပူးပေါင်းဆောင်ရွက်မှုနောက်မလိုက်ခဲ့ဘူး။ဘာလို့လဲဆိုတော့နှစ်ဖက်စလုံးဟာ လငင်းလက်တလောအနှုတ်လက္ခဏာတက်ရောက်မှုတွေကိုကြော်လွှားဖို့ကြိုးစားကြရတဲ့အတွက်ဖြစ်တယ်။ဆိုတော့ဒါကဖြစ်နိုင်ခြေအလားအလာအများကြီးကိုငင်းပယ်တယ်လို့ဖြစ်စေခဲ့တယ်။ပြီးတော့ဒါကနှစ်နိုင်ငံသလုံးအတွက်ထိခိုက်စေခဲ့တယ်။ခင်ဗျားလည်းသိတဲ့အတိုင်းပဲဒုက္ခတွေကိုစောင့်ရှောက်ပေးဖို့ရွှေပြောင်းအလုပ်သမားတွေလုပ်သမားတွေနဲ့ပတ်သက်လို့စီမံခန့်ခွဲဖို့နောက်ပြီးနေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်တဲ့လုံဆောင်ချက်အမျိုးမျိုးကိုတိုက်ဖြတ်ဖို့တို့ကိုအယုံဆိုင်ရပါလိမ့်မယ်။ ပြီးတော့မြန်မာဘက်ကကြည့်ရင်နိုင်ငံကိုစီမံအုပ်ချုပ်ဖို့အနေထားမှာရှိမနေဘူးဆိုတော့ထိုင်းနိုင်ငံအနေနဲ့အနေနဲ့အများဆိုသလိုထွက်ပြီးတဦးတည်းလုံဆောင်ရတယ်ဘာလို့လဲဆိုတော့မြန်မာဘက်မှာတကယ်တနိုင်ငံလုံးကိုအုပ်ချုပ်နိုင်စွမ်းရှိတဲ့ထိရောက်တဲ့အာဏာပိုင်အဖွဲ့မရှိဘူးမြန်မာဘက်မှာဘာတွေပဲဖြစ်ဖြစ်အဓိက ပြောင်းလဲတာတွေကထိုင်းရဲ့အရေးကိစ္စတွေနဲ့ပတ်သက်ပြီးတယောက်မှတစ်ခုရှိပါတယ်အကျိုးဆက်တွေရှိပါတယ် နေဆက်လုံခြုံရေးနဲ့ပတ်သက်ရင်ထိုင်းနိုင်ငံအနေနဲ့နေဆက်လုံခြုံရေးနဲ့နေဆက်စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့အတော်လေးစိုးရိမ်ပူပန်မှုရှိတယ်လို့ကျွန်တော်မြင်တယ် whatever happens the major changes in in myanmar sides have a ဆိုတော့ဒီရေးကိစ္စအားလုံးကို ထိုင်းနိုင်ငံအနေနဲ့ဘလို့ကင်တွယ်ဖြစ်ရှင်းတင်တယ်လဲ I think at this point in time if I were to be in the government ဒီနေရာမှာတော့တကယ်လို့ကျွန်တော်သာအစိုးရနဲ့ပါခဲ့မယ်ဆိုရင် အချက်၃ခုကိုတစ်ချိန်တည်းမှာလုပ်ပါမယ်။တစ်ခုကစစ်အစိုးရအာဏာသိမ်းစစ်တပ်နဲ့ဓာတ်ရိုက်စကားပြောဖို့ပေါ့။ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်လို့ရနိုင်တဲ့ထိုင်းမြန်မာနယ်စပ်တခြားဧရိယာတွေမှာပေါ့။ဖြစ်နိုင်တာကမြန်မာရဲ့တောင်ဘက်ပိုင်းမှာပေါ့။အဲ့ဒီမှာစစ်တပ်ကထိန်းချုပ်မှုရှိတဲ့ဧရိယာမှာပေါ့။ခင်ဗျားလည်းသိပါတယ်။အဲ့ဒီဘက်တစ်ဖက်ထိုင်းဘက်ခြမ်းကတော့ကန်ချနာဘူဒီပြည်နယ်ပေါ့။ပြီးတော့နယ်စပ်တခြားသဟဇာတာဖြစ်စေဖို့ကျွန်တော်တို့အတူတကွလုပ်မယ်။ပြီးတော့အဲ့ဒီကနေအထက်ဘက်တက်ပြီးတော့မွန်ထိန်ချုပ်ဧရိယာအဲ့ဒီကနေကရင်နောက် ကရင်နီနောက်ရှမ်းပေါ့အဲ့ဒီလူနဲ့ထိုင်းအစိုးရအနေနဲ့မြန်မာစစ်တပ်တခုတည်းတည်းမဟုတ်ဘဲတိုင်းရင်းသားအဖွဲ့တွေနဲ့စကားပြောရပါလိမ့်မယ်။ဘာလို့လဲဆိုတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့အဲ့ဒီအေရီယာအလုံးမှာစစ်တပ်ကထိန်းချုပ်ထားနိုင်တာမဟုတ်လို့ပဲဖြစ်တယ်။ပြီးတော့ဒုတိယတစ်ခုကထိုင်းဘက်နဲ့မြန်မာဘက်ရဲ့လူနည်းစုတိုင်းရင်းသားတွေအဖွဲ့အသီးသီးကြားညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ပဲ။ပြီးတော့တတိယအဖွဲ့ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဖြစ်လိမ့်မယ်သူတို့နဲ့စကားပြောဖို့ပါပဲပြီးတော့ကျွန်တော်တို့ဘာတွေအတူတကွလုပ်နိုင်တယ်လဲဆိုတာကိုကြည့်ရမယ်လူရင်းပြောရရင်ထိုင်းအနေနဲ့စစ်တပ်ရောနိုင်ငံသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော NUG နဲ့ရောဒပြိုင်နဲ့တည်းစကားပြောရပါလိမ့်မယ်အကယ်၍ကျွန်တော်တို့ကအစိုးရထဲမှာပါခဲ့မယ်ဆိုရင်ဒုက္ခသည်တွေကိုစောင့်ရှောက်ဖို့တရားမဝင်လုပ်ငန်းတွေကိုကြော်လွှားနှိမ်နင်းရေးအတူတကွလှုပ်ဆောင်ဖို့ကုံတွယ်မှုလိုမျိုးရှေ့ပြောင်းလုပ်သားတွေအတွက် တင့်တော်တဲ့စနစ်တစ်ခုလိုမျိုးနေဆက်ဖြတ်ကျော်ပူပေါင်းဆောင်ရွက်မှုတွေကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့တို့ကိုတနိုင်တမျှအတူတကွလှုပ်ဆောင်နိုင်ဖို့ကြိုးစားဖို့ကျွန်တော်တို့လုပ်မှာပဲဖြစ်တယ်ကျွန်တော်ထင်တယ်ထိုင်းမြန်မာအကြားပုံမှန်နေဆက်ကုံတွယ်မှုမှာအလျင်ပြက်စီမှုတွေရှိတယ်ဒါတွေအများကြီးကမြန်မာပဲအချမ်းကတိုက်ပွဲတွေကြောင့်ပဲဖြစ်တယ် I think normal trade normal border trade ဆိုတော့ထိုင်းနိုင်ငံအနေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်အချိန်ပိုကြာစေတဲ့ပင်လယ်ရေလမ်းကြောင်းကိုအသုံးပြုပြီးတော့ကုန်းလမ်းဖြတ်ကျော်မှုနဲ့ကုန်သွယ်မှုလမ်းကြောင်းတွေကိုရှောင်ဖို့စူးစမ်းနေတယ်ပေါ့တခြားစားထိုးဖြည့်ရှင်တွေတခုခုရောရှိဦးမလား I think the 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 first one is to try to bring about the ceasefire and the peace negotiation Okay the ပရမအချက်ကအပြည့်ရဲ့ဆဲမှုနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်မြောက်စေအောင်ကြိုးစားဖို့ဖြစ်တယ် Okay ဖြစ်နိုင်ရင်ရေလက်နဲ့ရေရှည်ဖို့ချက်ချင်းလက်တလောတစ်ခုကကျွန်တော်ပြောခဲ့တယ်လို့ကျွန်တော်တို့ထိုင်းတောင်ပိုင်းကချနာဘူရီဘက်စီကိုစင်းကြည့်မယ်ဆိုရင်အဲ့ဒီရဲ့ဟိုဘက်မြန်မာချမ်းမှာစစ်အုပ်စုထိန်းချုပ်မှုရှိတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့တင့်တော်တဲ့နေဆက်ကုံတွယ်မှုကိုတိုးချဲ့နိုင်တယ်လို့ထင်တယ် င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ April 26ရက်နေ့ညနေပိုင်းရေဒီယိုအစီအစဉ်တွေကိုစတင်နေပါပြီဒီအစီအစဉ်ထဲမှာတော့ဒိုင်းသားဒေတာတွေနဲ့တော်လန်ရေးနေမြေတွေတဲကသတင်းတွေအဲ့ဒီဒေတာတွေကပြည်သူတွေရဲ့အသက်နဲ့အမြင်တွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်မအာမီပါ သတင်းတွေထဲမှာတော့ကရင်မျိုးသားအစည်းအရုံး KNU တမဟာ6နယ်မြေတဲကခဲတပ်ထုမိုင်းတွင်းတွေကိုစစ်ကောင်စီကဒေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ကချင်ပြည်မြစ်နာမျိုးပေါ်ကတီတာရက်ွက်မှာရှိတဲ့ဝန်ထမ်းအိမ်ရာလဲလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့လို့တယောက်သေဆုံးသွားပါတယ်သတင်းလွှာတွေထဲမှာတော့လာရှိုးမျိုးသိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ခရီးနီယမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ခေါင်းဆောင်ကလာရှိုးကိုစစ်ကောင်စီတပ်ကိုပြန်ပေးလိုက်ရတဲ့အပေါ်ဘလို့မျိုးပြောခဲ့တယ်လဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ် ရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တမဟာ6နယ်မြေဒူပလာယာခရိုင်တဲကတတ်ထုခဲမိုင်းတွင်းနေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တမဟာ6နယ်မြေတဲကဖျားသုံးစုမျိုးနဲ့မကတာရွာနာမှာရှိတဲ့တတ်ထုခဲမိုင်းတွင်းနေရာတွေကိုစစ်တပ်ကဧပြီလ26ရက်နေ့မနက်ပိုင်းမှာလေနဲ့လာရောက်ဘုံကျဲတက်ခိုက်ခဲ့တာလို့ဒေသခံတယောက်ကပြောပါတယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲမကတာ ရွာနာကတတ္ထု ခဲမိုင်းတွင်းနေရာတွေကိုဘုံအလုံးရေ30နီးပါးကျဲခဲ့တာလို့ဆိုပါရယ်။ဒါအပြင်ဂရနီပြည်တဲကခဲတတ္ထုတူးဖို့ရေလောက်ွက်ရှိတဲ့မော်ချီဒေတာကိုလည်းဧပြီလ24ရက်နေ့နဲ့ဧပြီလ26ရက်နေ့တို့မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရတားထိမှန်သိဆုံးမှုတွေရှိနေပါရယ်။အခုစစ်တပ်ကဘုံကျဲခဲ့တဲ့ KNU တပ်မဟာ6နေမြေတဲကတတ္ထုခဲမိုင်းတွင်းနေရာတွေကို2020နှစ်ကုန်ပိုင်းတုန်းကလည်းလေကြောင်းကနေဘုံကျဲ ဲခဲ့တာကြောင့်တရုတ်နိုင်ငံသားတွေအပါအဝင်မိုင်းတွင်းလုပ်သားတွေထိမှန်သိမ်းဆုံးခဲ့ကြပါတယ်။ ကချင်ပြည်မြစ်ချနာမြို့ပေါ်ကတီရာရက်ကွက်မှာရှိတဲ့ဝန်ထမ်းအိမ်ယာရဲလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့လို့တယောက်သေဆုံးသွားပါတယ်ဧပြီလ25ရက်နေ့ည7:00နာရီကျော်အချိန်လောက်မှာဖြစ်ခဲ့တာပါအဲ့ဒီလက်နက်ကြီးကြီးဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခဘက်ကနေလှမ်းပြီးတော့ပစ်လိုက်တာဖြစ်တယ်လို့လည်းမြို့ကန်တွေကပြောပါတယ်စစ်ကောင်စီတပ်ကမြစ်ချနာကနေဝိုင်းမော်ဘက်ကိုလက်နက်ကြီးတွေနဲ့တညာလုံးနှီးပါလှမ်းပစ်နေတယ်လို့မြို့ကန်တယောက်ကဆိုပါတယ် ဧပြီလ26ရက်နေ့မနက်အထိလက်နက်ကြီးတန်းတွေကြားနေရပြီးဗမော်ဘက်မှာတော့မြို့သိမ်းတိုက်ပွဲကဆက်လက်ပြင်းထန်နေပါတယ်မြစ်ကျနားဖက်ကန်လမ်းမှာလည်းစစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားတိုက်ပွဲတွေဖြစ်နေပြီးဒေသခံတွေလည်းဘေးလွတ်ရာကိုဆစ်ရှောင်နေကြရပါတယ် စကိုင်းတိုင်းမုံရွာမြို့နယ်ကံမြားကြီးကြီးရွာအုပ်စုတဲကရွာတော်ရွာမှာလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့လို့ပြည်သူလေးယောက်ထိမှန်သေဆုံးခဲ့ပါတယ်။ဧပြီလ25ရက်နေ့မနက်ပိုင်းမှာမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေခုနှစ်မိုင်အကွာမုံရွာသားစီလမ်းပေါ်မှာရှိတဲ့ရွာတော်ရွာကို60မမဘုံတီ၃လုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။နှလုံးကရွာထဲမှာကြောက်ရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးသေဆုံးသူတွေထဲမှာတော့တက်ကြီးပိုင်းအမျိုးသမီး၂ယောက်ပါတယ်လို့ဒေသခံတွေကပြောပါ ါတယ်မုံရွာနမခကနေဧပြီလ23ရက်နေ့ညာစပြီးဧပြီလ25ရက်နေ့အထိလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတာလို့ဆိုကြပါတယ်စစ်မှုရာအာမဖန်းစည်းခေါ်ဆောင်တာကိုခံခဲ့ရတဲ့သူ6ယောက်ဟာလက်နက်တွေနဲ့အတူဗတ်ပြောင်းခိုလုံလာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆိုဒီမော့ဆို local PDF ကဧပြီလ26ရက်နေ့မှာထုတ်ပြန်ပါတယ် လက်နက်ငါးလက်နဲ့ကြီးစံတွေ ခဲရဲတွေယူလာပြီးတော့ဗက်ပြောင်းခိုလုံလာတာလို့ဆိုပါတယ်ဧပြီလ16ရက်နေ့က MA1 တနက်ငါးလက် MA1G 455တောင်းជីបောက်16ခုလက်ပစ်ပုံ၄လုံးနင်းမိုင်း3လုံးជីការីအပါဝင်တခြားစစ်သုံးပစ္စည်းတွေလည်းပါတယ်လို့ထုတ်ပြန်ထားပါတယ်။ပက်ပြောင်းလာသူတွေရဲ့ထွက်ဆိုချက်အရာစစ်ကောင်စီတက်ထက်မှာမူရည်စည်းဝါးကို စိတ်တိုင်းကျသုံးဆွဲရောင်းဝယ်ခွင့်ပေးထားတယ်လို့အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်မှုတွေလည်းမကြာခဏခံနေရတယ်လို့ဆိုပါတယ်။ ပဲပြောင်းလာသူတွေကိုတော့ငွေကြီးထောက်ပံ့မှုတွေပေးထားပြီးမိသားစုနဲ့ဆက်သွယ်နိုင်အောင်ကူညီပေးနေတယ်လို့ဒီမော့ဆိုလိုကယ် PDF ကထုတ်ပြန်ထားပါတယ်။ အခုဆက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါလက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့်မြန်မာနိုင်ငံထဲကလူအတော်များများဟာအိမ်နီးချင်းထိုင်းနိုင်ငံတဲကိုထွက်ခွာမှုတွေကဒီနေ့ထက်ဒီနေ့ပိုပြီးတော့များလာနေပါတယ်ဒါကြောင့်စစ်ကောင်စီကထိုင်းနိုင်ငံကိုတွားကြမဲ့နိုင်ငံတော်မှာရှိတဲ့အလုပ်သမားတွေကိုကန့်သတ်မှုတွေအစင်းစင်လုပ်ထားပါတယ်ဒီအကြောင်းကိုတော့ကွန်ပျူတာကတင်ဆက်ထားပါတယ်စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနကထိုင်းနိုင်ငံကိုတွားရောက်အလုပ်လုပ်ခိုင်မဲ့ရွှေ့ပြောင်းလူသမားတွေကို တလကိုအယောက်90လောက်ပဲတွားခွင့်ပြုတော့မယ်ဆိုပြီးမလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရောင်ချီဦးအလို့သမားများအဖွဲ့မှတာဝန်ခံကုမိုးကျော်ကခုလိုပြောပါတယ်သဘောတူကြတဲ့အာအေဂျင်စီတွေရှိတယ်အဲ့အေဂျင်စီတွေနဲ့ဒီကခေါ်တဲ့နိုင်ငံတွေရဲ့ DOU ကပေါ့ DOU ကခေါ်တဲ့ list တွေနဲ့ပေါင်းပြီးတော့မှကိန်းကနန်းတွေတက်မှတ်ကြတာညာသိလားဟိုတရားဟိုလူအစိုးရကနေပြီးသမောင်းကြီးဌာနကနေဘလောက်ပို့ဆိုတာမျိုးမဟုတ်ဘူးအရင်ကတော့သိလား အခုကစစ်ကောင်စီတစ်ထက်မှကြာတော့စစ်ကောင်စီတစ်ထက်မှကြာတော့သူကတော့အမျိုးမျိုးလုပ်နေတာပေါ့ဗျာစစ်မှုထမ်းဥပဒေရှိတော့အဲ့ဒီကောင်တက်ကိုကျုံးဝင်မှုတက်ကိုလည်းသူသူလုံနေပုံပေါ်တယ်ကျွန်တော်ဆိုဘာလို့ဆိုတော့အလုတ်ထွက်လုတဲ့လူတွေအကုန်လုံးကအရွယ်ကောင်းနေကြတယ်လေအရင်စစ်အာဏာမသိခင်ကာလဖြစ်တဲ့2019 2020ခုနှစ်အတွင်းအလုတ်သမားဥယျာဉ်သိန်းကျော်အထိဆေးလုခဲ့ပေမဲ့လည်းလက်ရှိလူဥယျာဉ်ကန့်တမှုတွေဖြင့်အချက်ဆက်၃ချက်နဲ့လည်းထပ်မံပြီးထုတ်ပြန်ကန့်တထားပါတယ်ဒီထုတ်ပြန်ချက်ထက်မှာအလုတ်ခေါ်စာတွေတင်ပြရခြင်း အလုတ်ခေါ်စာတွေကိုစစ်ဆေးခြင်းအလုတ်ခေါ်စာမှန်ကန်ကြောင်းအတည်ပြုပြီးဆောင်ရွက်ခွင့်ပြုခြင်းစာချုပ်ချုပ်ဆိုရန်တင်ပြခြင်းစာချုပ်ချုပ်ဆိုခွင့်ကိုစစ်ဆေးခြင်းစာချုပ်ချုပ်ခွင့်ပြုခြင်းတို့ကိုလည်းလုပ်ရမှာဖြစ်ပါတယ်။ဒါပြင် OWIC ကဖြစ်တဲ့ပြပအလုတ်ကံအလုတ်သမားတက်တိခံကပြပြုလုပ်ခွင့်တင်ပြခြင်း OWIC ခွင့်ပြုခြင်းအလုတ်သမားစီလုတ်ခွင့်ပြုရန်တင်ပြခြင်း အလို့သမားဝကြီးဌာနကစီစီခွင့်ပြုခြင်းပြပထွက်ခွာမိခွင့်ပြုအလို့သမားတွေစီရင်ကိုလေဆိတ်ရေဆိတ်နဲ့နေဆက်ဂိတ်ပေါက်တွေကိုပေးပို့ခြင်းပြပစီလွတ်မှု PC ချင်းဆိုင်ရာတရင်ပို့ခြင်းအလို့သမားပြန်လည်ဝင်ရောက်ချင်းစုပြီးအဆင့်များစွာတတ်မှတ်ထားပါတယ်။ကျွန်တော်တို့အခုကတစ်ခုပြီးတစ်ခုခန့်နေရတိတယ်မလားတစ်ခုပြီးတစ်ခုလုံနေတယ်။အဲသူ့နောက်ကယူရဲ့ အာသူကထုံးရင်သူစိုးရမဟုတ်ဘူးလေဘာအမကန်ရွက်လဲပြီးနေတာမဟုတ်ခြားနိုင်ငံတွေလွတ်လို့ရှင်လို့ရှင်လေဘာလို့ကူညီနိုင်တယ်လဲဘာမှလည်းမကူညီနိုင်ဘူးလူသမားကြီးတွေလူသမားအခွင့်အရေးဆိုင်ရာတွေအရင်ကသူ့လက်ထက်မှာလွတ်ထားတဲ့ MO နဲ့လွတ်ထားတဲ့လူသမားတွေဟလာအဲ့ဒီလူသမားတွေအများစုအများကြီးရှိနေတယ်အဲ့လိုလွတ်ထားတဲ့လူသမားတွေဟာဒီအခွင့်အရေးဆိုင်ရာကိစ္စရတွေကိုသူတကယ်ပဲသူ့စီကူညီလို့ဆောင်နိုင်လားမလို့ဆောင်နိုင်ဘူးအခွင့်တော့ကောက်မယ်စစ်ကောင်စီကထိုင်းနိုင်ငံထဲကလူသမားဆီလုံမှုဆိုင်ရာလုပ်ငန်းစဉ်တွေကို မေလ၂ရက်နေ့မှာစတင်ဆောင်ရွက်ခွင့်ပြုမှာဖြစ်ပြီးဂျပန်၊ကိုရီးယား၊စင်ကာပူ၊မလေးရှားစတဲ့နိုင်ငံတွေကိုလည်းအလို့သမားစီလွှမှုဆိုင်ရာကတ်တန့်ချက်တွေကိုထပ်မံထုတ်ပြန်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။တရုတ်ရဲ့ဖိအားကြောင့်လက်လွတ်လိုက်ရတဲ့လာရှုမြို့ကိုပြန်ရယူဖို့လှုံ့ဆော်ရလိမ့်မယ်လို့ခရီးနီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ခေါင်းဆောင်ခွန်ပီထုကပြောဆိုလိုက်ပါတယ်။ ။ဘာကြောင့်အခုလိုမျိုးပြောဆိုလိုက်တာလဲဆိုတာနဲ့ပတ်သက်ပြီး NMG သတင်းဌာနက SMIA သတင်းပေးပို့ထားပါတယ်။ဟုတ်ရဲ့ဒီမာရဲ့ဖီအားရီကြောင့်လာရှိုးကနေပြန်ဆုပ်ပြလိုက်ရတဲ့အတွက်လာရှိုးပြည်သူတွေနဲ့ကိုကက်သက်အတွက်စိတ်မကောင်းဘူးလို့ကရီနီအမျိုးသားများကာကွယ်ရေးသက် KNDF ဥက္ကဋ္ဌခွန်မီထူကပြောလိုက်ပါတယ် ဟိုကန်လိုဖက်ကနေပြီးမှာပေါ့နော်ဒါအာပြီးရပြအကြောင်းမလို့ပေါ့နော်လာရှုပ်ပြန်ပေးလဲရတယ်လာရှုပ်ပြန်ပြီးမှာပေါ့နော်ဆုတ်ပေးရတဲ့ဟာမျိုးတွေကြားရတဲ့တော့ပေါ့နော်ဒါလာရှုပ်ပြည်သူလူစုနဲ့ဟောနော်ဒီကိုကန်ရဲ့ပေါ်လေးဆိတ်မကောင်းပေါ့နော်အာအဲ့ဒါတော့အမှန်ကန်ပဲလာရှုပ်မျိုးဟာကိုကက်သက် MDA အပါအဝင်မဟာမိတ်သက်တွေရဲ့အသက်တွေများစွာနဲ့ယင်းပြီးမှခက်ခက်ခဲခဲနဲ့တိုက်ယူထားတဲ့အတွက်ဒီလိုလွယ်လွယ်နဲ့လက်လွတ်လို့မရဘူးလို့ဆိုပါတယ် ဒါကြောင့်အခုချိန်ဟာခဏနောက်ဆုတ်ပြီးထားရပြီမဲ့အချိန်ကာလတစ်ခုရောက်ရင်နီလန်းပေါင်းစုံနဲ့လာရှုမျိုးကိုပြန်ပြီးရယူဖို့လှုပ်ဆောင်ရလိမ့်မယ်လို့ခူဘီထူကဆက်ပြောပါတယ်။အချိန်ကာလတစ်ခုလက်လို့ရရမှာပြီမဲ့ပေါ့နော်။အခြားနီလန်းရှာပြီးမှပေါ့နော်ပြန်ပြီးမှရယူရလိမ့်မယ်ပေါ့နော်။ခြားနေရာမှာလည်းစစ်စင်ရေးပုံစံမျိုးမျိုးနဲ့ပေါ့နော်။ဒါကျွန်တော်တို့ပုံစံတစ်မျိုးနဲ့ပြန်သွားရလိမ့်မယ်ပေါ့နော်။ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF ဟာလာရှုမြို့တိုင်းတိုက်ပွဲမှာအခြားသောမဟာမိတ်တွေနဲ့အတူကိုကက်တပ်ဘက်ကနေဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့ပါတယ် ကိုကက်တဲ့ MDAA ဟာ30 20စစ်စစ်ရေးကာလဖြစ်တဲ့2024ခုနှစ်ဩဂတ်လအတွင်းစစ်ကောက်စီရဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှိုးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးမြဲအခုအခါတရုတ်ရဲ့ဖိအားတွေကြောင့်မြို့ပေါ်ကနေဆုတ်ခွာပြီးဖို့သဘောတူပေးလိုက်ရတယ်လို့မြင်ပြတဲ့ဒင်းရင်းမြစ်တွေကပြောပါတယ်။ ားဆင်ခဲ့ကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကိုနေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်ချုပ်လိုက်ရပါတယ်ရှင်။ မတို့မိစမဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တင်တဲ့ပတ်သက်ပြီးတော်တာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မိစမဗီဒီယိုဆောင်မရှင်ဆွဲ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။တော်တာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုးဆိုပါရစေ။မိစမဗီဒီယိုရဲ့ဒီနေ့ညစီစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာပါစေလို့မိစမဗီဒီယိုဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။ ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမယ့်မစ္စမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြားသူတွေအားလုံးကျမ်းမာကြပါစေရှင်